မင်္ဂလာပါကျွန်တော်ခုဒီပေမှာအလိုလိုသက်ခါမှာညွှန်ကြားချက်ကိုပေးတဲ့ခါနဲ့ညွှန်ကြားချက်ကိုလက်ခံတဲ့ခါမှာသုံးသင့်တဲ့အင်္ဂလိပ်စကားတွေကိုကျွန်တော်မျှပေးမှာဖြစ်ပါတယ်။ကိုယ့်ရဲ့တတိယကိုကိုညွှန်ကြားချက်ပေးတဲ့ခါတော့ကိုကကိုယ့်ရဲ့အဖွဲ့ဝင်တွေကိုညွှန်ကြားချက်ပေးခြင်းတဲ့ခါတော့မှာဒီစကားတွေကိုသုံးလို့ရပါတယ်။ Please clean the floor. Please clean the floor. ကျမ်းမြင်ကိုတန်ရှင်းလုပ်ပေးပါ။ Can you send this report to the manager? can you send this report to the manager ဒီအစီအကံသားကို manager သည်ပို့ပေးလို့ရမလား don't forget to check the machine don't forget to check the machine sure i will do it right away sure i will do it right away okay i will take care of it okay i will take care of it ဟုတ်ကဲ့ပါโอเคပါကျွန်တော်တောင်းဝန်ယူပါတယ် I'm sorry could you repeat that I'm sorry could you repeat that တောင်းမှပါလေနည်းနည်းလောက်ထပ်ပြလို့ရမလား Do you mean this one Do you mean this one ဒီရကိုဆိုလိုတာလားဒီရကိုတို့ခိုင်းတာလား What do you need it then What do you need it then ဘယ်အချိန်တွင်အပြည့်သက်ပေးရမလဲ Should I send it by email or in person Should I send it by email or in person? ဒီဟာကိုအီးမေးလ်နဲ့ပို့ရမလားလူကိုယ်တိုင်ပို့ပေးရမလားဟုတ်ကဲ့ပါကျွန်တော်တို့ဒါလေးတွေကိုလေ့လာစီအပြင်ဒါလုံငန်းကုန်ပါကိုယ့်တတိနဲ့ပြောရခါတော့ကိုယ့်ရဲ့အဖွဲ့ဝင်တွေပြောရခါတော့ပါအဆင်ပြေမယ်လို့ပြောလင့်ပါတယ်ညဇမေးကုနေနဲ့ကျွန်တော်ခုပေးထားတဲ့ညဇန်းတွေကိုအကောက်ကုန်မှာရေးတတ်ခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုတင်တဲ့ဆိုရင်အကောက်ကုန်ပါ like လေးရပါဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးမြှောက်ပေးသေးတယ်ဆိုရင်အကောက်ကုန်ပါ yes လေးရပါ so see you in the next video bye bye